ယနေ့ခေတ်မှာနိုင်ငံတွေလူပုဂ္ဂိုလ်တွေအဖွဲ့အစည်းမျိုးမျိုးကတလက်ဆိုတာကိုသုံးပြနေကြပေမဲ့တကယ်တော့ဒီလက်နက်ရဲ့မူလဆောက်ကဘယ်ကစပြီးပေါပေါလာတာလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစတဲ့ခေတ်မှာတောင်းဆိုခြင်းတဲ့အရာတခုရှိပါတယ်အဲ့ဒါကတော့ဗီဒီယိုကိုအဆုံးထိပြအောင်ကြည့်ပေးဖို့အတွက်တောင်းဆိုခြင်းတာပဲဖြစ်ပါတယ် ကိုရာစုကန်ကတရုတ်ပြည်မှာတာဝဝါဒအဖြစ်အသက်ရှည်စေကိုပေါ်ထုတ်နေကြတဲ့ဆေးဆရာကြီးတွေရှိခဲ့ပါတယ်။အဲ့ဒီခေတ်အခါကတရုတ်ပြည်မှာသက်ရှည်စေလိုချင်တဲ့အဂရစ်မင်းတွေကပေါ်များခဲ့တဲ့တော့ကြောင့်မလို့သူတို့တွေကအသက်ရှည်စေကိုပေါ်ပေါ်များများနဲ့ရှာဖွေခဲ့ကြပါတယ်။သူတို့ထဲကတချို့ဆရာကြီးတွေကစာမိသွေးကံမော စတာတွေကိုအသက်ရှည်စေပေါ်ထုတ်ဖို့ရန်အတွက်မတော်တဆရောစက်ကြည့်မိတဲ့အခါမှာဂမ်ပေါင်ဒါလို့ခေါ်တဲ့ရမ်းမုံကိုမတော်တဆတီထွင်မိခဲ့ပါတယ်။အလိုမျိုးရှာဖွေတွေ့ရှိမှုတွေကတစဉ်ရရှိခဲ့တဲ့ရမ်းမုံတွေကိုအစာပိုင်းမှာတော့တရုတ်နိုင်ငံနှံပြားမှာမီးရှူမီပန်းဖြစ်တာအသုံးပြုခဲ့ကြပါတယ်။ဒါပေမဲ့မကြခင်မှာပဲစစ်ရေးအတွက်အသုံးပြုသင့်တယ်ဆိုတဲ့အကြညာတွေဇက်တိုက်ပေါ်ထွက်လာခဲ့ပါတယ်။အဲဒီကြညာတွေကနေတစဉ်တစဉ်ရာစုနှစ်မှာ ဒီယုစစ်တီတွေကမီးလံလို့ခေါ်တဲ့ fire lens ဆိုတဲ့လက်နက်ကိုတီထွင်ခဲ့ပါတယ်။ပုံစံကတော့ဝါပြုံထဲမှာရမ်းမုံတွေထည့်တယ်ပြီးတော့မီးတောင်တွေကိုပစ်လွတ်တဲ့စနစ်ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ဒီပြုံထဲကိုတန်ကြုံတွေတန်ခဲပြားတွေတန်ဆာနာတွေထည့်လိုက်တဲ့အခါမှာတမိုင်းရဲ့ပရမအုံဆုံးသောတနတ်ကျန်းဖြစ်လာခဲ့ပါတယ်။စတုံးရာစုနှစ်မှာမွန်ဂိုအင်ပါယာကတရုတ်တို့ရဲ့ရမ်းမုံနီးပညာကိုအာရှတလွှားနဲ့ပြီးတော့ အစ္စလာမ်နဲ့ဥယောပတိကိုပြန့်နှံ့စေခဲ့ပါတယ်။ဆလိယာဇုနေရောက်တဲ့အခါမှာဥယောပသားတွေရဲ့တီထွင်ကြဆမှုတွေနဲ့တူ အမြောက်လို့ခေါ်တဲ့အထက်မှာထည့်ပြီးတော့ကျမ်းမုံတွေကိုဖြစ်ခတ်ခဲ့ပါတယ်။အဲဒီအမြောက်တွေရဲ့အကူအညီတွေနဲ့ပဲမာကျောတောင်းတင်လာပါတယ်ဆိုတဲ့အခန့်တက်နေရတွေကိုချိုးဖြက်လာနိုင်ခဲ့ပါတယ်။ violence တွေကနေပြီးတော့မှတစ်ဆင့်ကျွန်တော်တို့ musket flick clock and river va ဆိုတဲ့တနက်တွေအစစ်အစင်ပြောင်းလဲလာခဲ့ပြီးတော့နောက်ဆုံးမှာတော့ယနေ့ခေတ်ရဲ့အစစ်တပ်တွေအသုံးပြုနေတဲ့တနက်တွေအထိကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်အခုကျွန်တော်တင်ပြပေးသွားတဲ့အရာကတော့တနတ်ရဲ့မူလဇင်းမည်ဖြစ်တဲ့ပထမအဆုံးသောတနတ်တီထွေမှုအကြောင်းကိုပြပြပေးခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ရှိပါတယ် နောက်ပိုင်းမှာဒီဗီဒီယိုလေးလိုမျိုးပုံစံလေးတွေဆက်လက်ပြီးတော့လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးကို like and share တွေပြုလုပ်ပေးခဲ့ဖို့တောင်းဆိုလိုပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။